ကရင်ဤအမျိုးသားသုတတ်ရေးပါတီ KNPP နဲ့ကရင်အမျိုးသားအစည်းအရုံး KNU တို့ကအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကနေအဖွဲ့ဝင်အဖြစ်ယာယီရဆိုင်ကြောင်းနိုဝင်ဘာတတိယပတ်မှာစပေးပို့ခဲ့တာပါ။ဒါ့ပြင် NUCC ဘက်ကအကြောင်းပြန်တာမရှိသေးသလို KNPP အနေနဲ့လည်းအပိတိုင်နှုတ်ထွက်တာမျိုးမဟုတ်သေးဘူးလို့ KNPP အသွင်မူဦးအောင်စံမြင့်ကပြောပါရယ်။အဖွဲ့ဝင်အဖြစ်စပ်ပြီးရှိမရှိကတော့တော်လိုင်းအင်အားစုတွေကြားတဲ့က ြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်လာတဲ့အပေါ်မှာအများကြီးမူတည်နေတယ်လို့ဆိုပါတယ်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုကိုအာယာယီရဆိုင်ထားတယ်လို့အဲ့လိုပဲကျွန်တော်ပြောပါသမောက်အာဒါကတော့ကျွန်တော်ကြားထဲမှာအာကျွန်တော်နိုင်ငံရေးအာဆွေးနွေးပွဲတွေမှာနည်းနည်းဟိုပေါ့နော်အတိတ်ပဲပေါ်ဆောင်တာတွေလုံကြီးလုံဟန်လေးတွေနည်းနည်းလေးကွဲပြားတဲ့အပေါ်မှာကျွန်တော်တို့ဒီတဲ့ပုံပြီးတော့ကောင်းမွန်တဲ့စိတ်ရင်းကြောင်းလဲမှု လူချင်းလို့ပဲဖြစ်ပါတယ်တခြားအကြောင်းအရာတော့ဘာမှတော့မရှိပါဘူးကျွန်တော်ဆက်တော့နော်ဒါအတူပါပဲ NUCC ကနေယာယီနှုတ်ထွက်ရတာက Bottom Art Federalism စနစ်တိဆောက်ရေးနဲ့ပတ်သက်နေတယ်လို့ KNPP ဘက်ကပြောထားသလို NUCC ရဲ့လှုပ်ဆောင်မှုတွေဟာမြေပြင်နဲ့ကင်းကွာမှုရှိနေတယ်လို့ KNU ဘက်ကလည်းဝေဖန်ထားပါတယ်။တစ်ဖက်မှာလည်းဒီကိစ္စနဲ့ပတ်သက်လို့ NUCC ဘက်ကနေပြန်ပြီးညှိနှိုင်းဖို့အတွက်စကားပြောနေတာရှိတယ်လို့ NUCC ကောင်စီဝင်တယောက်ဖြစ်တဲ့ကိုနောင်ချူကပြောပါတယ်။ တင်ကူပြောင်းရေးကာလဒီအစီအမံဆိုင်ရာအခြေခံဥပဒေရေးဆွဲရောအဲပုံနိုင်ငံရေးသဘောတူညီချက်ရရှိရေးအတွက် ပေါ့နော်အဲတစ်ဖက်ကလည်းနိုင်ငံရေးကတော့ကျွန်တော်တို့ညှိနှိုင်းရတာပြီးပြောဆိုရတာတွေအဲသဘောထားမတူညီတာတွေကိုပြန်လဲပြီးတော့ပြည်ထောင်လုပ်ရတာတွေလည်းရှိသူတစ်ဖက်မှာလည်းတွားနေတဲ့ project တွေကတော့ဆက်သွားကြမှာပဲအဲဒီသဘောထားမျိုးလည်းကျွန်တော်ထင်တယ် KNPP တို့ KNU တို့မှာလည်းရှိရလို့ထင်တယ်ဒီကိစ္စအိမ်နဲ့ပတ်သက်လို့ KNU ပြောခွင့်ရသူတွေစီ DVB ကစာပေးဖို့မေးမြန်းပေမဲ့လက်သလုံးမှာအမှတ်ချက်မပေးလို့သေးဘူးလို့ပြောပါရယ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကို ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းဒေသတော်လှန်ရေးအဖွဲ့တွေ Federal Unit အဖွဲ့တွေအရပ်ဘတ်အဖွဲ့တွေနဲ့2021ခုနှစ်မတ်လမှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ KNBB နဲ့ KNU နှစ်ဖွဲ့ဟာအဖွဲ့ဝင်အဖြစ်ယာယီရဆိုင်ခဲ့မယ်ဆိုရင်ဤရဝတီထဲမှာဗမာနိုင်ငံလုံးဆောင်ရာအကြောင်းသားများ Democratic တပ်ဦး ABSD ရဲ့တဖွဲ့သားကြန့်ရှိတော်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ NUCC ဖွဲ့စည်းရမှာပါဝင်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နဲ့ကချင်နိုင်ငံရေးဂျာကာလာညှိနှိုင်းရေးအဖွဲ့ KBICD တို့ကလည်း2022ခုနှစ်တုန်းကနှုတ်ထွက်ထားခဲ့ကြပါတယ်ကျွန်တော်စိုးသူအောင်ပါ